မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်သင်္ကန်းကြီးနောင်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNU ကပြန်လည်လွှတ်ပေးခြင်းမရှိတဲ့အတွက်ကြောင့်ရန်ကုန်မဲဆောက်ပြန်တန်းခဲ့တဲ့စစ်ကောင်စီလေရင်တွေဟာလူအလွတ်တွေနဲ့သာလှည့်ပြန်သွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့ညပိုင်းကစစ်ကောင်စီဆေးလွတ်လိုက်တဲ့ ATR 72600လေယာဉ်ဟာမဲဆောက်ကိုရောက်ရှိလာခဲ့ပြီးတော့တနာရီအထိ KNU ဘက်ကပြန်လွှတ်ပေးမဲ့စစ်သုံးပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစောင့်ဆိုင်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဘသူမှရောက်လာခြင်းမရှိတဲ့အတွက်ကြောင့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72600လေယာဉ်ဟာလူမပါဘဲနဲ့ရန်ကုန်ကိုပြန်လည်လှည့်ပြန်သွားရတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ထိုင်းသတင်းဌာနကလည်းဧပြီလ9ရက်နေ့ညပိုင်းက ATR 72600လေးရင်နဲ့မြည်သည့်စစ်ကောင်စီတပ်ဖွဲ့ကမှခေါ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်းကိုဖော်ပြထားပါတယ်။ဒါကြောင့် AP လ၈ရက်နေ့နဲ့ AP လ၉ရက်နေ့တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကဲထုတ်ရေးအရေးပေါ်လေကြောင်းခရီးစဉ်တွေကိုဖျက်သိမ်းရပွဲရှိနိုင်တယ်လို့ဒီကနေ့မနက်ပိုင်းသတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီက AP လ၈ရက်နေ့ကနေပြီးတော့ AP လ၉ရက်နေ့အထိရန်ကုန်ကနေမဲဆောက်မြို့ကိုမြမအမျိုးသားလေကြောင်းလိုင်း MNA ATR 72600လေးရင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတည်ယူဖို့အတွက်အကြမ်းဖက်စစ်ကောင်စီကထိုင်းအစိုးရထံမှပန်ကြားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းတုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်စခန်းနဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်တွေကမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား22ဦးသေဆုံးပြီးတော့ PDF ရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ၁ရက်နေ့မနက်အစောပိုင်း၃နာရီအချိန်ကမင်းတုံမြို့နယ်ပြောင်းချေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တပ်ရင်း Eagle Force ကျောင်းသားလက်ယုံတပ်တော် SAF နဲ့လွတ်မြောက်ရေးအင်အားစုစစ်တီများတပ်ဖွဲ့ WOLF မဟာမိတ်ပူးပေါင်းစစ်ကြောင်းကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာမနက်၇နာရီ၅၀မိနစ်အချိန်မှာဝက်ကော်တဖန်ရောင်ရွာဘက်ကိုအင်အား၄၀ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကထပ်မံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတိတ်ဆုံးပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာចောင်းသားလက်ယုံတက်တော်ကရဲဘော်အင်းစိန်ဟာမြင့်မြတ်စွာအသက်ပေးလှခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဖြစ်ပွားတာနဲ့တပြိုင်နက်မွန်လွယ်တနအီ35မိနစ်အချိန်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်းကပြောင်းရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကိုဝင်ရောက်ပစ်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြန်လည်ပစ်ခတ်ခြင်းမရှိဘဲနဲ့ပုံအောင်နေခဲ့တယ်လို့သိရပါဗျ။ပြောင်းချေးရွာဖုန်ကြီးကျောင်းမှာကအင်အား60လောက်နဲ့တပ်ဆွဲထားတာ ဲ့ဒီတက်ဆွဲထားတာကိုလက်နက်ကြီးနဲ့ဝင်ပစ်တာပြီးတော့အဲ့ဒီဘုံကြီးเจ้าမှာပဲအင်အား40လောက်နဲ့ဝက်ကောတဖန်ရောင်ဘက်ထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပါအဲ့ဒီမှာကျွန်တော်တို့ဘက်ကရဲဟော်တူကြတာလို့တရက်ခရံအမှတ်လေးတက်ရင် Eagle Force တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကသတင်းပေးဖို့ပြောဆိုလာပါတယ်အလားတူပဲ AB လ2ရက်နေမှာစစ်အင်အား20ခန်းနဲ့စီးနင်းလိုက်ပါလာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကားကိုမိုင်းဆွဲရာလက်နက်ငယ်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးခန့်တေဆုံးပြီးတော့ ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဈေးကနေပြီးတော့ MA11 ဂျီပေါက်တစ်ခုနဲ့ 5.56G 23000လောက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် AB လ6ရက်နေ့ကမင်းတုံမြို့နယ်ပြောင်းချေရွာခုံကြီးကျောင်းကိုဝင်ရောက်လာတဲ့ကျမ်းဖက်စစ်ကောင်စီအင်အား200ခန့်ရှိတဲ့စစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းစားတောက်ကုန်များကိုခိုးယူပြီးတော့မင်းတုံမြို့ကိုတွားရောက်ပို့ဆောင်ခဲ့ပြီးညနေ3:00အချိန်မှာပြောင်းချေရွာကိုပြန်ဝင်သွားတဲ့အင်အား30ခန့်ပါတဲ့ ကားတစ်စီးကိုပြောင်းကျွာအဝင်မှာအတင်းဆောင်ကြိုပြီးတော့မိုင်းဆွဲတိုက်ခတ်ရာစစ်သား၁၀ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းအနေနဲ့ပြောင်းကျွာအနီးတစ်ဝိုက်မှာနေရာယူထားပြီးတော့ဝက်ကော်၊ရင်းကောက်၊ငကုံး၊ကန်ကြောကြီးရွာတွေကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အင်အားနေရာကရှိတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့လည်းဒီကနေ့အထိကိုဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်လွယ်ပွတ်ကြီးရွာမှာ AP လ9ရက်နေ့ညပိုင်းက PNL နဲ့စစ်ကောင်စီပုံပြည်သူစစ်တွေထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ PNA ပြည်သူစစ်ရှေ့ဦးကန့်တိုက်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီလက်အောက်ခံပုံပြည်သူစစ်3ဦးသေပြီးတော့2ဦးထပ်မံကြာဆုံးက PNL ဘက်က2ဦးဒဏ်ရာရခဲ့တယ်လို့သိရပါပါတယ်။ PNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်ကတိုက်ပွဲဖြစ်ပွားခဲ့တာမှန်ပါတယ်။ ်စစ်ကောင်စီဘက်ကအဲ့လောက်မကပါဘူးအ ਨੇ ဆုံး9ဦး10ဦးလောက်တော့ရှိတယ်လို့ဖြေကြားထားပါတယ်ပြီးခဲ့တဲ့ AB လ3ရက်နဲ့4ရက်နေ့တွေမှာ PNA နေဝင်းထွန်းဦးဆောင်တဲ့တရင်လေးဟာလွယ်ပုတ်ရွာကိုအကြဆုံးများစွာနဲ့ပြန်လဲထိမ့်ချုပ်နိုင်ပြီလို့ပြောဆိုခဲ့ပေမဲ့အခုတိုက်ပွဲမှာအကြဆုံးများစွာနဲ့ပြန်လဲဆုတ်ခွာသွားတာကိုတွေ့ရပါတယ်ပေါ့ပြည်သူစစ်နဲ့တိုက်ပွဲကိုစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူပေးတာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေတော့မရှိဘူးလို့သိရပါဗျ။ လွဲပုတ်ရွာဟာစီဆိုင်မြို့အရှိမြောက်ဘက်15မိုင်ခန့်အကွာမှာရှိပြီးတော့စစ်ရေးအရဆက်သွယ်ရေးနဲ့ထောက်ပို့ရေးအရေးကြီးတဲ့နေရာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်စစ်ကွင်းမြို့မှာကြေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေနဲ့တပ်သားတွေစူးစောင်းနိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီကလမ်းသွာလမ်းလာပြည်သူအယောက်20ခန့်ကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့မွန်လွယ်3နာရီအချိန်ကမင်းလာမြို့နယ်စစ်ကွဲမြို့မှာစစ်သားနဲ့ရဲအင်အား30ခန်းဟာစစ်ကွဲမြို့အနောက်တားစုံကိုဆင်းလာပြီးတော့တာယာကုန်းအုပ်စုရွာမကြီးရွာကိုမင်းမင်းဆန်ဆက်ရှိမှာလမ်းသွားလမ်းလာပြည်သူ10ဦးကျော်ကိုရိုက်နှက်ဖမ်းဆီးဒုထောက်ခိုင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဖမ်းဆီးခံရတဲ့သူတွေရဲ့လက်ကိုခေါင်းပေါ်တင်ခိုင်းပြီးတော့တနက်ဒင်းနေနဲ့ဝိုင်းထုပြီးထိုးကြိတ်ကခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ အဲ့ဒီဖမ်းဆီးခံရတဲ့ပြည်သူတွေဟာတနာပိုလေးရွာကအသက်35နှစ်အရွယ်ဦးတင်ဦးအသက်36နှစ်အရွယ်ဦးတင်နိုင်ဆိုးအသက်20အရွယ်ကိုအောင်မျိုးနိုင်တနာပိုကြီးရွာကအသက်40အရွယ်ဦးထွန်းနိုင်ရွာမရွာကလန်းခင်းကြောက်ကားမောင်းနဲ့အမည်မသိကားသမားတအူး တောင်စလဲကုန်းရွာကအမည်မသိပြည်သူတအုပ်နဲ့ကျန်တဲ့ဖမ်းခံရတဲ့ပြည်သူတွေရဲ့နေရက်လိပ်စာနဲ့အမည်တွေကိုတော့မသိရှိဘူးလို့ဒေသခံပြည်သူတွေကပြောဆိုခဲ့ပါတယ်။စစ်ကွေးမြို့မှာကြေးရွာနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကစစ်မှုတန်းဥပဒေနဲ့အကြမ်းဖက်စစ်ကောင်စီကတတ်မှတ်ထားတဲ့လူဦးရေပြည့်မီအောင်စုဆောင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလမ်းပေါ်အထိတက်ပြီးတော့ပေါ်တာဆွဲမှုတွေကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ9ရက်နေ့ညနေ3နာရီလောက်ကစစ်ကွင်းမြို့ကရဲပါဝင်စစ်သား30လောက်ကစစ်ကွင်းအနောက်တားဆုံကိုဆင်းလာပြီးတော့လမ်းသွားလမ်းလာပြည်သူ10ဦးကျော်ကိုရိုက်နှက်ဖမ်းဆီးပြီးတော့ခေါ်သွားပါတယ်သူတို့တွေကိုဒူးထောက်ခိုင်းပြီးတော့လက်ကိုခေါင်းပေါ်တင်ခိုင်းတနက်တင်နဲ့ထုထိုးချိတ်ကြပြီးတော့ခေါ်သွားကြတာပါစစ်ကွင်းမြို့ဘက်ကရွာတွေမှာစစ်မှုထမ်းဖို့လူမပြည့်လို့ဖမ်းလာလို့ပြောတယ်အခုကတာဝတီခရိုင်ထဲမှာအုပ်ကြီးတွေကလူစုတာအရန်မလုရဲတော့ဘူးသူတို့ကလူစုပေးတာနဲတော့စစ်ခွေးတွေကကြုံရင်ကြုံတယ်လို့ပေါ်တာဆွဲနေတာ ွာတွေတော်တော်များများမှာကအုပ်ကြီးတွေကလူစုနေတာကြောင့်ရွာတွေဘက်မှာရှိတဲ့ယောက်ျားလေးတွေကလည်းထွက်ပြေးနေကြရတယ်လို့ဒေသခံပြည်သူတဦးကပြောဆိုထားပါတယ်။အလားတူပဲ AP လ၄ရက်နေ့ကလည်းဘကိုးတိုင်းအုပ်ဖို့မြို့နယ်အရှိချောင်းကွာရွာမှာနွားကြောင်းနေတဲ့လူငယ်၃ဦးနဲ့ဈေးဝယ်သွားတဲ့လမ်းသွားလမ်းလာလူငယ်၂ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအကြောင်းမဲ့ဖမ်းဆီးပြီးတော့ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ဒေသခံပြည်သူတဦးကဆက်လက်ပြောပြခဲ့ပါတယ်။ပြောင်းကြီးရွာဖုန်ကြီးကျောင်းထဲမှာကလည်းစစ်ခွေးတွေကရှိနေသေးတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေကလည်းပြောင်းချင်းရွာနဲ့အနီးတဝိုက်မှာနေရာယူထားတဲ့ဝက်ကော်ရင်းကောက်ငကုံးဘက်ကစစ်ကြောင်းတွေနဲ့လည်းတိုက်ပွဲတွေဆက်ဖြစ်နေတုန်းမှာစစ်ခွေးတွေကကျွေးရွာတွေထဲကိုဝင်မွေပြီးတော့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးပြီးမြို့ကိုကားနဲ့တဲ့နေတာလို့တရက်ခရအမတ်လေးတက်ရင် Eagle Force တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။